မင်္ဂလာပါရှင်ကျွန်မတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့ရင်အကြောင်းအရာကတော့အချိန်ကာမို့မိုးရနိုင်မဲ့တဲ့ပေးချက်အမှတ်စဉ်29မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ30ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွာချက်တည်းရအနောက်ဘက်ကရွေးရှားလာတဲ့လေဝေတိုင်းတွေရဲ့အရှင်ကြောင့်လကောက်အရှိဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းကပ်လီပင်လေပင်နဲ့ဘင်္ဂလားပင်လေအော်က လင်းရွေးတွေနဲ့တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လေပိအာကြီးရဝန်ဒေတာကရွေးရှားလာတဲ့လေအေးတွေတွေ့ဆုံလာကြောင်းလကအပူပြန်တက်တိန်တွေဖြစ်ထွန်းမှုအကောင်းလာကြောင်းတကောင်ဒီနေ့ညနေကနေ၄ရက်၅လ2025အတွင်းမှာတော့နေပြည်တော်ရောင်တိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရော်တိုင်းဒေတာကြီးတရိုင်းတိုင်းဒေတာကြီးတချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာနေရာဆဲဆဲကတဲ့နေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအတိုင်းနဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာလမို့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ30ရက်နေ့ဒီနေ့ည9:00နာရီချိန်၄စင်မလို့တာသတင်းကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်သင့်တဲ့ကနေတည်တူတက်နေပါဗျ။နက်ဖန်မုန်တဲ့ချိန်လေးခမ်းမဲ့ကြကောင်တဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကျဲကျဲစကိုင်းနိုင်ဒေသကြီးကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာဆဲဆဲနဲ့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမုန်တဲ့ချုံရွာသွန်းပြီးတော့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မှာနေရာကွက်ပြီးမိုးကြီးပါမယ်။ရွာရဲရွာနုံပြည်ဖြစ်ပါတယ်။မိုးတိုက်တောင်ဖြစ်ပေါ်မှုချင်းတွေကတော့နေပြည်တော်ပဲခူးတိုင်းဒေသကြီးတဲနိုင်တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်မှာမိုးတိမ်တောင်ပြုံးနေရရှိပြီးတော့အဆိုပါမိုးတိမ်တောင်ရော့မိုးတိမ်တောင်ရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတိမ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလိုက်တာနဲ့မိုးသီးကြွေတာစတယ်မလို့သာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာလည်းဖြစ်ပါတယ်မြမပင်နေပြည်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြဟာမကန်ရန်တရှောင်းနဲ့ကန်တော်ပင်နေပြည်မှာ9ဘီကနေ10ဘီကရှိပါမယ်။နောက်နှစ်အတွက်ခမန်းကြကတော့နေပြည်တော်ရောက်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရိုင်တိုင်းဒေသကြီး၊တရိုင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြားမိုးထကြုံရွာသွန်းပါမယ်။နေပြည်တော်နဲ့ညီတော်အတွက်နတ်ဘာမိုးတက်ချိန်ဒီခံမှန်းချက်ဟာမိုးတင့်တင့်ထကြုံရွာပါမယ်။ရွာရံရံုံပြည့်ဖြစ်ပါတယ်။ရောင်မြို့နယ်ညီတော်အတွက်နတ်ဘာမိုးတက်ချိန်ဒီခံမှန်းချက်ဟာမိုးတင့်တင့်ထကြုံရွာသွန်းပြီးတော့တစ်ခါတည်းရံမိုးသေးပါမယ်။ရွာရံရံုံပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မက်ဖတ်မွတ်တဲ့ကျေးလေးခမန်းချက်ကတော့နေရာကွက်ကြားမွတ်ထစ်ကြုံရပါမယ်။ရွာရံရနှုတ်ပြေဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့လေဧပြီလ30ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတင်းတင်းတင်းကနေတည်ထူတတ်ပါရတယ်။ပင်လယ်ပြင်ခြေနေကရခိုင်ကမ်းရံနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေစစ်မှန်ကန်တိုက်ခတ်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်းတင်းရှိပါမယ်။တင်းနိုင်ကမ်းရံနဲ့မိုးမောက်ခွေမှာလေဟာအရှိအရှိမြောက်ဘက်ကနေ တနအီကိုဆယ်မိုင်ကနေ -30 ကတိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်ကနေလှိုင်းသည်တဲ့ရှိပါတယ်။မိုးချင်တွေကတော့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းအရှိပိုင်းတရင်းနိုင်တိုင်းရှမ်းပြည်နယ်အရှိပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ခရနီပြည်နယ်တွေမှာတော့နေရာကွက်ပြီးမိုးကြီးကစကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာနေရာစိတ်စိတ်ကနေနေရာကျကျမိုးထုံကြပါမယ်။နေပူချိန်တွေဟာမြန်မာနိုင်ငံအတွင်းလုံးမှာနေပူချိန်တွေရောကြပါမယ်။ ညူဂျင်နေကတော့မြန်မာနိုင်ငံတွန်းလုံးမှာမြို့ကြဆင်းဖို့ရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့မေလာတရနေ့အတွက်မလူသားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်တော်ချင်းတွေကတော့ကပ်ပလီပင်နယ်ပင်နဲ့ပင်လယ်ပင်တွေမှာတင်းတင်းတွေကနေတည်ယူတတ်ပါတယ်။ပင်လယ်ပင်ချင်းတွေကတော့ရခိုင်ကမ်းရံနဲ့မြို့ဝချုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်ဘက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်လာပြီးတော့တိုင်းနေငယ်ကနေလိုင်းတင်းတဲ့ရှိပါတယ်။တင်းနိုင်ကမ်းရံနဲ့မိုးရမကွေမှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေ -10 ကန်တိုက်ခတ်လာပြီးတော့လိုင်းနေငယ်ကနေလိုင်းတင်းတဲ့ရှိပါတယ်။ မိုးချင်တွေကတော့နေပြည်တော်မန္တလေးတိုင်းပဲခိုးတိုင်းအရှေ့ပိုင်းတရိုင်းတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပြည်ပြည်နယ်နဲ့ခရစ်နီပြည်နယ်တွေမှာတော့နေရာကွက်ပြီးမိုးချင်နေပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခိုးတိုင်းအနောက်ပိုင်းတချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆွေးဆွေးကနေနေရာကျကျကျမိုးတက်ကြုံရပါမယ်။နေပူချင်တွေကတော့မြန်မာနိုင်ငံတွန်းလုံးမှာနေပူချင်တွေရောကြပါမယ်။မြူချင်တွေကတော့မြန်မာနိုင်ငံတွန်းလုံးမှာမြူချာဆင်းမှုရောကြပါမယ်။ ဆက်လက်ပြီးတော့လည်းကြိုတင်ခံမှန်းပေးထားတဲ့အတိုင်းအရှိလေဝေလိုင်းဟာ24နာရီအတွင်းမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေနဲ့ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။နေကြောင်းမှုလို့သာဦးဝေပြောင်းကတော့29ရက်လလ2025ရက်နေ့မနက်9:30နာရီအချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရောင်းတိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊အီရောက်တိုင်းဒေသကြီးနေပြီးတော့လည်းရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာနေရာစိမ့်စိမ့်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကယားပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အထက်ပိုင်းမှာနေရာကျကျမိုးရွာသွန်းပါမယ်။ ။ရောင်းတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအရှေ့ပိုင်းမော်ပြည်နယ်။ကရင်ပြည်နယ်နဲ့နေပြည်တော်မှာမိုးသည်ထန်စွာရွာသွန်းလာရတဲ့အတူတူနေပြည်နယ်တိုက်ခတ်တာမိုးတက်ကြုံတာ၊မြေစိလက်တာနဲ့မိုးသည်ကြွေတာစတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကိုလည်းသတိပြုစေလိုတယ်လို့ဆိုပါရစေ။ကြာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်သည်တင့်ဖြစ်ထွန်းနေတိုင်းကနေရာကွက်ကြားမိုးနဲ့ငယ်လောက်သာရွာသွန်းနိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါရစေ။ဒါအပြင်24နာရီအတွင်းမိုးရွာသွန်းနိုင်တဲ့ဒေသတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။30ရက် လေးလာ2025ရဲ့ဒီမနက်7:30မိနစ်50အချိန်မှာဆက်လက်ခံမှန်းခဲ့တာဖြစ်ပါတယ်။နေပြည်တော်မန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးအောက်ပိုင်းတွေမှာနေရာနှံ့ပြမိုးရွာသွန်းပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကယားပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာစိတ်ဆင်မိုးရွာသွန်းပါမယ်။နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ပြီးတော့မူကြည့်ပါမယ်။အထူးသဖြင့်နေပြည်တော်က မိုးပေါ်များနိုင်တာကိုသတိပြုစေလိုတယ်လို့ဆိုပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကတော့တိမ်ထက်တဲ့ဖြစ်ထွန်းကနေရာကွက်ကြားမိုးနှဲငယ်လောက်သာရွာသွန်းနိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးလို့သာအခြေအနေသတိပေးချက်ကိုဖော်ပြပေးပါမယ်။မြန်မာနိုင်ငံအရှိမြောက်ဘက်နဲ့အနောက်တောင်ဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေကြောင့်အေဗလ30ရက်ကစလို့လာမဲ့24လအတွင်း မန္တလေးငံနေရအနှံ့ပြမှုရသွန်ပါမယ်အထူးသဖြင့်တော့စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းခရစ်နေပြည်နယ်နဲ့တရင်းတိုင်းတိုင်းတွေမှာနေရအနှံ့ပြမှုတကြုံရသွန်ပါမယ်စကိုင်းတိုင်းကနေမြို့နယ်မကွေးတိုင်းချောင်းမြို့နယ်စောမြို့နယ်ကန့်ကောချင်းပြည်နယ်ဟာခါမြို့နယ်ရခိုင်ပြည်နယ်တန်တွဲမအီမြို့နယ်မန္တလေးတိုင်းညောင်မြို့နယ်ရှမ်းပြည်နယ်ကရွာငံမြို့နယ်အီအာရီတိုင်းမှာလက်ပွတ်တာပန်းတလုံးဝါခဲမှာမြားမြို့နယ်တွေပဲခူးတိုင်းပဲခူးမြို့နယ်ဖြိုးမြို့နယ်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကရင်ပြည်နယ်ဖန်မြို့နယ်တွေမှာနေရကွက်ပြီးတော့မူကြည့်ပါမယ် အပေါ်ပြန်တဲ့တိမ်တွေမိုးတိမ်တောင်တွေဖြစ်ပေါ်လာပြီးတော့နေလိုင်တဲ့ညနေပိုင်းတွေမှာညစည်းတွေလက်တာမိုးချိုးပြစ်တာဆိုင်စင်းလေးပြင်းနေတိုက်ခတ်တာမိုးသီးကြွေတာနဲ့လေစင်နမောင်းတိုက်ခတ်တာမျိုးပြဒေသတွေမှာရုတ်တရက်ရေလွှမ်းမိုးတာတွေဖြစ်ပေါ်နိုင်တဲ့အတွက်မလို့သားဖြစ်စဉ်တွေကိုအထူးသတိပြုနေထိုင်ဖို့အသိပေးလာတာဖြစ်ပါတယ်။မိုးနောင်ကာလကတော့2025ခုနှစ်စက်တင်ဘာတရက်ကနေအနောက်တောင်မိုးတုံလေးဒီမှာနိုင်ငံတော်လုံးကပြန်လည်ဆုတ်ခွာတဲ့အထိဖြစ်ပါတယ်။မိုးနောင်ကာလအတွက်မှာဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်ဝယ်၃ချိန်ဖြစ်ပေါ်ပြီးတော့၂ချိန်ကတော့ပုံမအားကောင်းလာကမိုးနိုင်ငယ်ဖြစ်ဖို့ရောက်ပါမယ်။ ဒီကလအတွင်းမှာနောက်တော်မုတ်တုံလေးဟာအာသင်းတင်ရှိနိုင်ပြီးတော့မိုးရွာသမုတ်ချင်းတွေဟာနေပြီးတော့ရောင်တန်းဒေသကြီးမြန်မာတိုင်းဒေသကြီးဘုံတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီဒေသကြီးတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မုတ်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွန်းမြေကံမုတ်ထုံရွာပါမယ်မိုးနောက်ကာလစက်တင်ဘာလနဲ့အောက်တိုဘာလမှာတော့အေရဝတီမြို့ဟာရွှေကူမြို့ပခုံးကူမြို့ညောင်မြို့စိတ်သာမြို့ဟင်္ဒရာမြို့နဲ့ဇလုံမြို့မှာတချိန်ကစီချင်းလင်းမြို့ကတော့ဟ ோம் လင်းမြို့ဖောင်းပြင်းမြို့နဲ့မော်လိုင်းမှာတော့တချိန်ကစီမြစ်တာမြို့ကတော့ကလေးမြို့မှာတချိန်ကစီ ဒေါက်တာရီမြေကတော့မြင့်ငယ်မှာတချိန်ကစစ်တောင်းမြေကတော့တောင်ဦးတန်းမှာတော့မှာတချိန်က ရွှေချင်းမြေကတော့ရွှေချင်းမြို့မှာတချိန်ကဘကိုးမြေကတော့ဘကိုးမြို့မှာတချိန်ကတန်လီမြေဟာဖန်မြို့မှာတချိန်ကတောင်ရင်မြေကတော့ညရီမြို့မှာတချိန်ကငုံမြေဟာငတိုင်းချောင်းမြို့နယ်သာပေါင်းမှာတချိန်ကစီနဲ့တွုံးမြေကတော့မအိုပင်မှာတချိန်ကနဲ့ရင်းမြို့ရဲ့စွန့်ရင်မှာအသေးသေးတဲ့ကြော်တော်ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်